ိသမများအလုံးမဲ့မင်္ဂလာပါ Snow White Channel ကနေပြီးတော့ပိသက်တွေအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပိသက်မဲ့ဇလန်လေးကတော့တစီမောင်းတဲ့ဆွေးဇလန်လေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပိသက်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမများတွေကိုသိနိုင်အောင်လို့ဒေနာက Notify Bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျဒီဇလန်လေးကိုတင်ဆက်ပိသက်မဲ့သူကတော့ကျွန်တော်ကိုခန့်မဲ့ဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကို စလိုက်ကြရအောင်ဗျာ ဖဲ့တော့သွားစမ်းမြင်မြင်သွားစမ်းကုနာလာရဲ့နွားရီပြင်ပန်းနေပါပြီသူတို့သွားကြလို့သွားပါစေဟာသူတို့ပြင်ပန်းမှာဆိုလို့မြင်မြင်မောင်းရင်ဒီကိုင်းတော်ကြီးတဲ့ဘလောက်ကြာသွားမလဲဒီကိုင်းတော်လန်းကတမိုင်ကျော်တယ်မိုးကလည်းချုပ်တော့မယ်ကိုင်းတော်လည်းမှာပဲအေးဆေးသွားပါစေဖဲ့တော့သွားစမ်းနော်လည်းကောင်ကိုကန့်ဆက်ဆက်လေးရိုက်လိုက်တော့လက်ကိုဆောက်ဆွဲကပြေးထွက်သွားတော့တယ်။ဟေးရိုက်လိုက်စမ်း ကဘာကြမှာလူ9ယောက်ခန့်ခါရက်ပြီးတော့အော်ပြောလိုက်တယ်။ရိတ်သူတွေအနောက်ကိုရောက်လာကြပါတယ်။လက်နက်ကိုစီကင်ဆောင်ထားကြတယ်။တယောက်က rifle တနက်တလန်းနဲ့ဖြစ်ပြီးတော့ကြံလေးယောက်ကငှက်ကြီးအောင်ဓာတ်တွေကိုကင်ထားကြတယ်။မင်းတို့ပဲသွားမလို့လဲ။ချောင်းကျိုးရောက်သွားမလို့ပါဟာဗျာ။လဲပေါ်မှာဘာမှမတွေ့ဘူး။မင်းတို့ဖင်ရောအားလာခဲ့တာလေ။ကနေစုရွာမှာရောက်ခမဆုံးလို့နားရေးသွားပြီးအခုကိစ္စပြီးလို့ရွာပြင်လာတာပါ။ ပါလာသမ ्या ညောင်သားရလောကလူစိုးတွေလူယူလိုက်လို့အကုန်ပါသွားပြီဗျာ။ငါတို့ကလဲပေါ်ပါရပစ္စည်းတွေယူလိုက်ပြီဆိုတော့ငါတို့လည်းရတယ်ယူကြမှာပေါ့ကွာ။ဘာမှမကြံတော့ပါဘူးဆရာကြီးတို့ရဲ့။မင်းကသာဘာမှမကြံဘူးပြောနေတာ။ငါတို့ကတော့မင်းတော်ကြီးနှကောင်ကိုတော်ကြိုက်နေပြီ။ဟာဒီနှောင်းနှကောင်တော့မလုပ်ပါနဲ့ကျွန်တော်တို့ဓာလေးတွေနဲ့လောက်ကန်စားနေရတာပါ။ဟေးချက်တန်းရက်ကြည့်မနေနဲ့။ နောက်တစ်ခါဖြူပြီးတော့စကန်းကိုဆွဲသွားရိတ်ခါတပတ်စာတော့ရတာပေါ့မလုပ်ကြပါနဲ့ရှင်နောက်တစ်ခါဟိုတော့ချမ်းသာပြီပါငါတို့သဘောကောင်းနေရောလဲဘော်ကအေးဆေးထိုင်နေငါစိတ်ဆိုးလာရင်မေးမရပါစကန်းခေါ်သွားလိုက်မယ်ကိုတော်လာကတနက်ကိုထားပြီးလူတယ်မရလိုက်ပဲနဲ့လူစိုးကောင်းစားကတနက်တင်နေထူတော့ခံလိုက်ရပါတယ်ရှင်တို့ရီလူမဟုတ်ရဲ့လားဟင်းဒီကောင်မသေးတော့မယ်ကြောင်လေသွားကြမယ် လဲအောင်မှာတတိလင်းနေကိုသာလားနဲ့မမြခင်တို့ကခြံခဲ့ပါတယ်။ကိုသာလားကိုသာလားခေါ်မရလို့ဆိုကိုကြီးတောင်းရဲ့အနီးနားရှိဘော်ရီကုံရွာကိုထွက်လာခင်လိုက်တယ်။ည9နာရီဝန်းကျင်မှာလမ်းပေါ်မှာလူသားလူလာရှိနေနိုင်သေးတယ်။တတိရင်ကအိမ်မဝေးရင်သာမျောလင်းရတာပါပဲ။ဘောကနေမိသားနဲ့ဒီမမြခင်တယောက်လဲကြသွားပါရဲ့။ရွာရင်ရောက်လို့စိတ်နဲ့ပြင်းရင်ကျင်းနေကြတာချော်လဲသွားပြီးခြေတလုံးယိုးကျိုးသွားခဲ့တယ်။ မမြခင်အော်တန်ကြောင့်အနီနာရှိအိမ်ဒီကလှုပ်ရှားမှုမရှိတော့လဲခြံထဲကခွေးတစ်ကောင်ကအတန်ကြာရကိုထိုးအောင်ပြီးထွက်လာတယ်။မမြခင်သားကိုရန်လိုတဲ့ခွင်းရပြေးလာတယ်။မမြခင်ကဆိုင်နီယာကဂဲနဲ့ပေါက်တော့ခွင်းရရှိတိုးမလာပဲရက်ကဟောင်းနေတော့တယ်။ဟဲ့ကနေလာခဲ့စမ်းခြံထဲကယောက်ျားတစ်ယောက်ထွက်လာပြီးခွေးကိုလှမ်းအောင်လိုက်တော့အဟောင်းရက်ကရီသူစီခွင်းရပြန်ပြေးသွားတော့တယ်။ဟဲ့ဘာသူလဲဒုက္ခရောက်နေလို့လာကူညီတောင်းတာချော်လဲပြီးကျမချော်ကျိုးသားလားမသိဘူးထမရလို့ လူကြီးနဲ့မိန်းကလေးတာမတ်တည်ပြီးနားတူးကြီးဟာခြေောက်ကရိုက်ချိုးတယ်လို့ဖြစ်သွားတာကြောင့်ဓာတ်နဲ့ဘေးရလာလေကွမမြခင်လေအကြောင်းစုံကိုပြောပြလိုက်ပါတယ်။အင်းခေကလာမကောင်းတော့ဒီလိုပဲဦးလေးကိုကြားနေရတာခဏခဏပါပဲ။ကဲကဲဦးလေးလူကူလေးတောက်ခလာအောင်ပဲခဏတော့သိခံအောင်ရွာမဆရာမမရှိဘူးကွယ်။မြမသမားတော်ပဲရှိတာသူစီခေါ်သွားပြီမေ။စောင့်မောင်ကြီးဒီကိုခဏလာအောင် ဦးလေးနဲ့မင်းဟာထွေးသေးရင်နဲ့အခုခေါ်လိုက်တာဦးလေးရဲ့သားပါ။လာမောင်ငါသားရွာရင်ကလူငယ်ရီခေါ်ပြီးရောဝါပခတ်လုပ်ခဲ့ပြီးရင်ဒီကလေးမအောင်တမတော်စီပို့ရမယ်။ပြီးတော့စိုးမောင်နဲ့အောင်မင်းတို့ကိုနွားနကောင်ခေါ်သွားပြီးဘော်ရီကောင်ဖျားလုံကကြောက်ထဲမှာလဲသွားကောက်ခိုင်းလိုက်ဟုတ်ပြီလား။လဲရောမှာလူနာတယောက်ရှိသေးတယ်။လဲရဘာဖြစ်လို့လဲ။နွားရီကရောဓမြရီကနွားရီဖြုတ်ယူသွားပြီးတော့လူရိုက်ခဲ့လို့ရယ်ကွာ။ ဟာဒုက္ခပါပဲဒီကောင်လေးတော်တော်တောင်းချမ်းနေပါလားရက်ပြီးတော့လေကံလေးနဲ့မမြသွားမမြပြန်ခဲ့ကရကြမှာလဆောင်တဲ့လူတစုပြန်ရောက်လာပြီးလူငယ်၃ယောက်ကမိတုံးနဲ့နွားတကောင်ဆွဲပြီးရောက်လာကြပါတယ်အမေရေကြောက်တဲ့မှာလူနာနဲ့နွားမရှိတော့တဲ့လှဲရှိတယ်နွားတပီရောလှဲနေမောင်းခဲ့လိုက် လူနာကတနတ်တင်နဲ့ထုခံထားလို့တတိမေးနေရတယ်ပြီးတော့ဆေးဆရာကြီးဦးဆန်တဲ့တခါလေးခေါ်လာခဲ့မတကြီးကိုတော့ခေါ်လာခဲ့မယ် ဒီလိုနဲ့အားလုံးတာဝန်ကိုစီခွဲပြီးတော့ထွက်သွားကြပါရင်တမတော်ကြီးအိမ်ကိုရောက်တော့ထွေးသိမ်းမင်းသိလားမဟုတ်ဘူးဦးဆန်သိခီးသွားလင်မရပါကျွန်တော်အိမ်နာမှာဒုက္ခရောက်နေလို့ခေါ်လာပြီးတော့သူ့ယောက်ျားကတော့သွားခေါ်နေကြတယ်ကဲကဲကဲဒါဆိုလေငါ့အိမ်ပေါ်ကုတင်ပေးကြအောင်သူ့ယောက်ျားရောက်ရင်လည်းအချိန်နဲ့ငါ့ကိုလာပြောပေးဦးဒီအချိန်မှာတကြီးနဲ့တကြီးတပည့်တို့ရောက်လာကြပါရင်ဒါလက်မရွတ်ကြော်မိုးလို့ဖြစ်မယ်ဒီကောင်တွေတော်တော်စိုးနေပြီ။ ကျုပ်တို့ရွာကိုကင်းချထားရုံနဲ့မရတော့ဘူး။ခြံစည်းကိုပါခတ်မှရတော့မယ်။ခဏကြာတော့အောင်မင်းနဲ့ဖွဲ့ရွာကိုပြန်ရောက်လာကြပါလေ။လူနာချင်းတွေဘယ်လိုလဲဟိ။အတတိတော်မရသေးဘူးမေ့နေတော့မယ်။လူနာမသေးဘူးဆိုတဲ့တဲ့ပေကြားနေတယ်။ဒါမှစိတ်ကူးလို့ရမှာ။တေးပြီဆိုရွာရဲသွင်းလို့မဖြစ်ဘူး။မသေးသေးပါဘူးဒီမှာလာကြည့်လိုက်အသက်ရှင်နေသေးတယ်။ရောက်ဆိုလေလူနာအိမ်ပေါ်မှာတင်ခေးလိုက်ကြ။ဝဆောင်တိကဗမာခင်ခြေောက်ကိုဝချမ်းပြောင်းနေညက်ကောင် တင်းမြစ်ပေါင်းစုံရောက်ကြည့်ပြီးတော့ချက်စီးပေးထားပါရဲ့ကိုသားလောက်ကိုတေချာစွာကြည့်ပြီးတန်ရဖို့စိတ်အောင်ပေးထားရဲ့ဒီတငယ်ဒီညဓမ္မမဟုတ် မနဲ့ပြန်ထီမတတိပြန်မလဲလာဘူးဆိုအခြေအနေမကောင်းတနတ်တင်စောက်ချက်ကတော်တော်ပြင်းနေအုတ်ဆက်ကွဲသွားတယ်ထင်လာပဲသူရပြင်မထွက်ပဲအထဲကိုဝင်သွားရင်အခြေအနေစိုးစုံးလို့ပဲပြောရမယ်ဆရာကြီးကိုသားလောက်ကိုရအောင်ကပေးပါရွှေအားလဲရောင်ပြီးစီးဖို့ပေးပါမယ်ဆရာစီဘူကအလောက်မကြံပါဘူးခွဲ့ ဆရာကြီးတက်နေတယ်လို့အကောင်းဆုံးကုသပေးပါမယ်။ကဲကိုစားသေးအချိန်လေးထူရင်အကြောင်းကြားလို့ရအောင်ဒီမှာချစ်ဖို့နဲ့လူငယ်လေးရလောက်ထားခဲ့ပေးမယ်။ကျုပ်ရွာရေးပတ်စင်လာအောင်မယ်။ဒီကောင်လေးကင်းတဲ့ကိုည၈နာရီ9နာရီမှာသွားကြတာ။အခုရွာရေးခုဝင်လာတာ။ကင်းတဲ့မှာလူမရှိဘူး။လူကောင်းဝင်လာလို့ဘောတကူတမျှဆိုဘယ်လိုလုပ်မလဲ။တနေ့တကြီးပဲည၈နာရီအရောက်ကင်းတဲ့ရောက်ရင်ရပြီဆိုတော့ ီကောင်လေးကရန်ဆိုင်ဝင်ပြီးမှလာကြတာ။ဟေးကွာနောက်ဆုံးဟောမောက်ကင်းအရောက်လာခိုင်းမှရတော့မယ်။အဲ့ဒီတကြလို့မထူးကြတော့ပဲမိုးလေးမနဲ့ရှင်းနာဟိကံမှာအသက်ရှူရက်သွားတော့တယ်။မမခင်ကခြေတော့ကနာခင်မုန်းတဲ့အာသူဘကိုမလုဆောင်နိုင်ပဲတခြားရွာသားတွေကစီစဉ်နေတာကိုကြည့်ပြီးစိတ်မချမ်းမြေဖြစ်နေပါတော့တယ်။မမခင်လေလင်းတင်တဲ့စိတ်နဲ့တယောက်တည်းရှိစိမ့်ရမယ်ဘဝတွေကိုတွေးရင်ငိုကြွေးနေပါတော့တယ်။ ရွာသားတွေကလည်းမမြခင်ကိုဂယုဆိုင်မှာအားပဲနာရေးအတွက်လုံပန်းနေကြပြီးအလုရှုံနေကြပါတယ်။တမန်တော်ရဲ့စပွဲပေါ်ကဓာတ်ရချောင်းကိုမြင်တွေ့လိုက်ရပြီးဓာတ်ကိုယူပြီးတော့လေပင်းကိုထိုးဆိုင်ချကတက်သေးလိုက်ပါတယ်။ဝုံကနေပဲအိမ်ပေါ်ကလဲပြုတ်တန်းကြောင့်လူတို့ပြေးတက်လာတယ်။ဟောဆရာကြီးဆရာကြီးအိမ်ပေါ်တက်ခင်ပါဦးဒီမှာသူကြီးမြင်မကောင်းဘူး။လူတယောက်ကအွန်လိုက်တာကြောင့်လူတော်တော်များများအိမ်ပေါ်တက်လာကြတယ်။ဟာသူ့ကိုသူတက်သိသွားပြီ။ ူယောက်ျားသေးပြီးကြားလို့သူပါလိုက်တည်သွားတာပဲဟွန်းဘလို့များအတွေ့ရောက်ပါလေလူအသက်ဆိုတာရှာခဲလာပါပြီကင်ပါတော့မိပစိုးအဟောင်းတစ်ထည်ယူခဲ့သွေးတွေကိုတုတ်ပြီးမှဆေးရမယ်ကဲအားလုံးပဲရွာရေးရောက်လာတဲ့အာဂန်နုအာသူဘကိစ္စအမျက်စီစဉ်ကြတော့ဟွန်းတို့ရင်တော့အာသူဘရင်ဖြစ်ပါပြီဘာမှစိတ်မချမ်းမြေဖြစ်မနေပါနဲ့ကျုပ်တို့အားလုံးလာပြီးကူညီပေးပါပါရက်လေတပိတ်တုတ်ဖို့ကလည်းရွာရေးကောက်ပေးမယ် တိမ်ရတတိပဲကောင်းတယ်လို့စီစဉ်ပါဗျာရဲလည်းပြီးတပတ်လောက်ကြာမှရွာသားတွေတစိမ့်၆ခံရတဲ့တည်င်းတွေကြားလာရတယ်။စာပြီးပြောလာတဲ့ဒီမှာကိုတင်စင်ဖြစ်နေတယ်။ဟုတ်တယ်လားတင်စင်ရ။ဟုတ်တယ်။မနေညာမှောင်ရီပြိုးစားခြင်းစီပေါ့ရွာပြန်လာပြီးတော့ကြောက်တဲ့အလျှောက်တရေလင်မရအောင်စတွေ့တာပဲ။မိမကသပင်ဖြန့်ချထားတယ်။ယောက်ျားကပစိုးခေါင်းပေါက်ထားတယ်။သူတို့ကဖယားကုန်းကိုကြောပေးပြီးတော့ငါတက်မဲ့ဘက်ကိုမျက်နှာမူပြီးရှက်နေတာ။ ငါသူတို့လင်မယားနာရေးမှာအစားဆုံးကူညီထားတာဆိုတော့သူတို့မှန်းသိလိုက်တယ်။ဒါကြောင့်ရင်တထိတ်ထိတ်နဲ့မချောင်မလန့်ဘူးတောင်းပန်လိုက်တာပေါ့။အမကြီးတုတ်ကဘောရီကုံရွာသားမှာတုတ်ကမချောင်လန့်ပါနဲ့ဗျာတုတ်ကြောက်တယ်ဗျာ။ငါအတန်လေးဆုံးရောကြောက်တိတ်ကောင်နေမှောဝါးနဲ့ပျောက်သွားတော့တာပဲ။နေဝင်ကားစားပဲရှိသေးတယ်အမေမားစရာမရှိဘူးလေ။ငါလေးတုတ်ချေတင်ရွာပြန်ပြေးခဲ့တော့တာပဲ။တဆိုင်လေးများတဲ့တဲ့နဲ့တဖြည်းဖြည်းကြီးမလာတော့လေ။ ကြားနေမကဘေးမယုံနိုင်စရာတဲ့င်းတစ်ခုလည်းကြားလိုက်ရတယ်။တမယာစကန်းကိုညဘက်အချိန်မှာလူတရားလာမြင့်နေတဲ့နှောင်းအိနှကောင်ကဝင်လာပြီးမိမိသမီးလူတွေကိုခတ်တော်ရင်အားလုံးအော်ကြဟေးကြအသက်လူပြေးကြတဲ့ငရဲပွက်တဲ့ကဲသူရှိနေရတယ်။တမယာကောင်းဆောင်ကတနက်နေ့နှစ်ပေါက်ဒီကိုချင်းဖြစ်ချင်းတနက်မှန်နဲ့နှွားကြီးတွေကအဘာမှမဖြစ်ပင်ဂျိုကားကားကြီးတင်းရဲရဲနဲ့ပြေးဝင်လာတယ်။နှွားကြီးရဲ့ဂျိုပြားမှာတမယာကောင်းဆောင်ချိန်ပြီးတော့ပါသွားတယ်။တားနဲ့တမယာကောင်းဆောင်ရဲ့ပိုက်ပေါက်ပြီး ကျောင်းကနေကျောင်းကထွက်နေတယ်။ကျန်သွားကြီးကလည်းကျန်တဲ့တေဘေးကိုနှင်းချေပြင်နေတယ်။မနက်မိုးလင်းတော့ဓမြခေါင်းဆောင်လက်မရွတ်ကြောင်မိုးတယောက်ဘော်ရီကုန်းရွာနဲ့တင်းကြီးလန်းစုံလမ်းလေမှာဘိုက်ကဥရီထွက်ကြပြီးတေဆုံနေရကိုရွာသားတွေတွေ့လိုက်ရပါတယ်။ဓမြခေါင်းဆောင်ကိုတင်းကြီးနဲ့တေဘေးမြုံလိုက်ကြတယ်။လက်မရွတ်မိုးကြောင်တို့အဖက်ပြတ်တဲ့အတန်ကြားတာနဲ့တခြားရွာမှာတောင်းချမ်းနေတဲ့ကျုံးပြန်ငတိုးအဖက်ကပုံမှုတောင်းချမ်းလာခဲ့ပါတယ်။တညမှာတော့ကျုံးမြန်ကတိုးဖက်လူ6ယောက် ညတနိုင်ကမှာဘော်ရီကုံရွာကိုရှောက်လာတယ်။ဒီနာအခဲတဲ့နဲ့ဝေးရမလား။ဟုတ်တယ်ဆရာကြီး။ညနေကလေးအခဲခက်ပြီးသွားပြီ။ဒိုးဓမြတန်းရမယ့်အိမ်ကိုအမြန်ရောက်ဖို့အရေးကြီးတယ်။လာဆရာကြီး။မြင်းနေကိုခြေတန်းလောင်ထိန်ပြီးလိုက်ခဲ့။လမ်းမြတ်သမားကရှေ့ကဦးဆောင်ပြီးခေါ်သွားတယ်။ဓမြတန်းမယ့်အိမ်ကိုရောက်တော့တကားကိုထိရိုက်မြင်လုံနေတော့တကားကသူ့လိုလိုပင်သွားတယ်။ဟွန်းဘယ်လိုဖြစ်တာလဲ။ဘာဖြစ်လို့လဲကွာ။ ဟာတကားသူ့လိုလုံပွဲသွားလို့ဟွန်းအင်ရှင်နေမြနိုးနေလို့လားမနိုးဘူးတယောက်မှအင်ရှင်မှမရှိဘူးစကားပြောပြီးပြန်လဲသူ့ရှိမှသူ့ထက်ခေါင်းနှလုံးဆောင်လောက်မြင့်နဲ့ခေါင်းပေါင်းပေါင်းထားတဲ့လူလူလူအကောင်ကြီးကိုမြင်ပြီးကြောက်နဲ့စွာနဲ့ထော့အော်လိုက်ပါရင်အမလီတရေကြီးအရှင်ဆုံးကလူကိုတရေကြီးကအဆောက်ခံချလိုက်တော့အနောက်ကလိုက်တက်လာတဲ့လူစု900လုံးနောက်ပြန်လန်ကြကုန်တယ် အင်းရောက်ကမြေသွုံကောင်ကလည်းဘာကိုမြင်လိုက်သည်မသိကြောင်းလည်းပြီးရွာလေးကိုတုံးဆိုင်ပြေးထွက်သွားတယ်။တရားလုံးလည်းကင်းတဲ့ခောက်တန်လေးကြောင့်ဆင်းရဲသွားတော့တယ်။တကြီးနဲ့ရွာသားတွေဓမြတိုက်ခင်ရတဲ့အင်းကိုရောက်တော့တတိလစ်နေတဲ့ဓမြ၅ယောက်နဲ့ကြောင်းနဲ့တုံလှုပ်နေတဲ့ဓမြတယောက်ကိုတွေ့လိုက်ကြရပါတယ်။ခင်ဗျာဘာဖြစ်လာလဲ။တကြီးဖားလျားချထားတဲ့တရေနဲ့ခေါင်းပေါင်းထားတဲ့တရေကြီးကဟိုဘက်ဒီဘက်ရက်နေကြတော့ကျွန်တော်တို့ကန်ချလိုက်တာ။မတည်သေးတဲ့ကောင်လေးကိုလည်းခိုင်းခေါ်သွားလိုက်။ငါစစ်မေးမေး ။ဒါနဲ့အိမ်ပိုင်ရှင်ဥက္ကဏ္ဍညွန့်တော့ရောဘာရီပါသားသေးလဲ။ဘာမှပါမသွားပါဘူးတကြီး။ဒါနဲ့ကိုကံညွန့်တော့ဂျန်နေမှာတယံမွေးတာလား။ဟာဂျန်ကြီးစီရတကြီးရာဟိုတလောကသေးသွားတဲ့ဧည့်သည်လေးမြဖြစ်နိုင်နေ။ဟေးရာရောဒုက္ခနဲ့ရောက်လာတဲ့လင်မယားကိုကျုပ်တို့ကစေနာပပနဲ့တည်တဲ့အထိအကူအညီပေးတော့ကျေးဇူးတင်တဲ့သဘောပဲနေမှာပါ။တကြီးဒါကျုံးပြန်ငတိုးလို့အဖွဲပဲ။လက်မရော့ကြော်မိုးလို့အဖွဲလည်းပြတ်ပြီဆိုတော့ဒီနောက်တော့ိုက်ကဓမြရီလည်း စက်သိန်းကုန်ပြီပေါ့တာလာတို့တရေလင်မယားကိုကျေးဇူးတင်ရမယ်ရိုင်းနာဥကန်ကျွန်းတို့မိသားစုကကိုတာလာနဲ့မမယားခင်တို့တရေလင်မယားကိုကျေးဇူးတင်နေဆိုပြီးတော့ရွာပြင်ဖိတ်ကကျသားရင်းနဲ့ထမင်းကိုပုံပြီးကျွေးလိုက်ကြပါရင်သူတို့ကိုကျွေးပြီးပြန်လာတော့တရေလင်မယားလာပြီးကိုရှေကနေမြင်လိုက်ရတယ်လို့ပြောကြတယ်နောက်ပိုင်းမှာလည်းရွာသားတွေဒုက္ခရောက်တိုင်းအကူအညီတွေပေးကြပါတယ်။ဆရာတော်များကိုပြင့်ပြပြီးတစေလင်မြောက်လွတ်မြောက်စေဖို့တရားနာလူပဲလေးလှုပ်ပေးလိုက်ကြတယ်။ တစီလင်များကိုလည်းတေချာပေးပြီးတရားနာအမျှဝေလို့ရအောင်လုပ်ပေးလိုက်ကြပါရစေ။တချင်ကလူစိုးလူမိုက်များစွာပေါ်ထွက်လေရှိတဲ့ဆိုရက်တာယာဝတီခရိုင်ဘက်မှာဘာကြီးတော်တယောက်စခန်းမွေးဘဝနဲ့တာဝန်ထမ်းဆောင်နေခဲ့တဲ့ကာလပင်ဖြစ်ပါရစေ။တနေ့မှာတော့ဘာကြီးတော်တယောက်စခန်းတွင်ပြီးဆုံးခဲ့ပြီးတော့အမှုရဲကြီးများကိုပြန်လဲလေးလာနေခဲ့စဉ်ချိန်တွင်နေရင်းရောင်ရှိကြီးကိုထွေးလင်ကြီးအောင်စခန်းတွင်းကိုရေးကြီးတုပ်ပြာနှင့်ရောက်ရှိလာခဲ့ကြပါသည် ဟဲ့ကိုတဲလေအရေးတကြီးဘာများဖြစ်လာတာတော့ဗျဖြစ်တယ်ဆရာကြီးဖြစ်တယ်อืมစိုးစားမှာဘာများပါလိမ့်စေးရွာဘက်မှာအလောင်းတလောင်းတွေ့ရလို့ကျွန်တော်စီမနက်ကကိုမြင့်မောင်အကြောင်းကြားနဲ့ကျွန်တော်လိုက်သွားခဲ့တယ်ဆရာဟုတ်တယ်ဆရာတော်တော်လေးကိုထူးဆန်းနေအလောင်းပါပဲဟမ်ဘယ်လိုမျိုးထူးဆန်းလို့တော့ဗျာဒီလိုဆရာရအလောင်းကိုအကဲခတ်ကြည့်လိုက်တော့နှစ်ကာလာတော်တော်ကြားနေပြီဆရာ ရိုးတွေမရှိတော့အသားရည်တွေလည်းမရှိတော့ဒါပေမဲ့သူ့ရဲ့အရေပြောင်ကတော့လူတရာလုံးရဲ့အစိပိုင်းတိုင်းအကောင်းကြီးရှိနေသေးတယ်ဆရာဟင်လူတရာလုံးရဲ့အစိပိုင်းတိုင်းအကောင်းကြီးရှိနေသေးတယ်ဟုတ်လားဟုတ်ပါတယ်ဆရာအရိုးတွေဆွေးကုန်ပေမဲ့ခေါင်းရည်ပြားကစပြီးထထောင်ထိအရေပြားတွေအားလုံးအကောင်းတိုင်းရှိနေရဲ့ဆရာပြီးတော့သူ့အရေပြားမှာလည်းနေရာလို့မရှိအောင်အင်းွက်တွေထိုးထားတယ်ဆရာဟင် အရေးပြားမှလည်းအင်းွက်တွေရှိနေတယ်ဟုတ်လားဟုတ်ပါတယ်ဆရာဟွန်းတဲထူးစားပါလားကောင်းအခုရောအရင်လောက်ပဲမှရှိနေလေစင်အင်းရွာထိန်မှာပဲရှိပါသေးတယ်ဆရာကိုမြမောင်တို့ဖွဲ့ကိုအဆောင်ချထိုင်ထားပြီးတော့ထူးထူးဆန်းဆန်းဖြစ်နေလို့ဆရာစီကိုလာပြန်ပြောတာဟွန်းကောင်းပြီကောင်းပြီဒါဆိုကြုတ်တဲ့အခုပဲလိုက်ခင်မေးတူရဲကိုရရှိကြီးကိုမြေမောင်ရဲ့အကြောင်းကြားချက်တွေကြောင့်နေထင်းရရှိကြီးကိုထင်းလွင်အလောင်းတွေရှိရာစင်အင်းရွာစီကိုလိုက်ပါသွားခဲ့ပါရီ ီတော့ဘာကြီးကျော်ကိုပြပြတကယ်သူအထူးဆန်းတဲ့အလောင်းကောင်ကြီးဖြစ်နေခဲ့သည်ကိုသိရှိခဲ့ရတယ်။ဒါကြောင့်ဘာကြီးကျော်သည်လည်းဒီကဲသူအထူးဆန်းတဲ့အလောင်းကောင်ကြီးကိုကဲခန့်ရန်အတွက် နေတဲ့ရာရှိကြီးကိုထင်းလွင်တဲ့သူစင်အင်းရွာစီကိုလိုက်ပါသွားခဲ့ပါရီ။ဘာကြီးကျော်ရဲ့ချိန်ကားလေးနဲ့တာယောင်ရီမျိုးပါကတဆင့်စင်အင်းရွာစီကိုနိုင်ရွက်ကမောင်းနေခဲ့ပြီးနောက်လူစုလူဝေးဖြစ်နေခဲ့တဲ့စင်အင်းရွာထိပ်စီကိုစိုင်းပြိုက်စွာနဲ့ရောက်ရှိလာခဲ့ပြီးတော့တယ်။ ။အော်စခန်းမူကြီးယူတော်ရောက်လာကြပြီ။ကြွပါစရာကြွပါ။တိုင်းအမေရိကန်ရိုင်းဘက်မှာအကြီးဆုံးရာရှိကြီးဆိုရဲအဲ့ဒီချိန်ကဘာကြီးတယောက်တည်းသားလေးရှိခဲ့ပေမယ့်တချို့သောရာရှိတွေမှာအမဲရောက်နေပြီဖြစ်တဲ့တိုင်းအမေရိကန်ရိုင်းဘက်မှာကြာကြာမနေရင်နေပြည်တော်တွေစီကိုပြောင်းလဲသွားခဲ့ခြင်းကြောင့်ဖြစ်ပါရင်ဘိုင်ဂျိုဟာကမ်ဘီယာဆန်တဲ့အကြောင်းအရာတွေကိုလည်းရေးသားမှတ်တမ်းတင်ထားရင်းတာယာဝရီခေဘက်မှာနာမည်ပြတ်မရှိတာဝန်ထမ်းဆောင်နေခဲ့ခြင်းကြောင့် ို့ခရိုင်တစ်ခုလုံးကချစ်ကြောက်ယူသေးကြပြီ။ဘိုင်းကြောင့်ရောက်ရှိလာခဲ့သည့်နေ့ရဲရရှိပြီးဝေးရန်ကာရန်ထားခဲ့တဲ့အလောင်းကောင်ကြီးရှိနေတဲ့နေရာစီကိုခေါ်ဆောင်ပြသလိမ့်မယ်။ဒီကဘိုင်းကြောင့်ဒီလေကိုထင်းလွင်ရဲ့ပြောပြချက်တီကြောင့်ထူးဆန်းတဲ့အလောင်းကောင်ကြီးကိုမြင်တွေ့ခြင်းစိတ်နဲ့ကြည့်ရှုမိလိုက်ပါ ರೀ ။ဟာထူးဆန်းလာလေလား။ဟုတ်တယ်ဆရာ။ထူးဆန်းတာကတော့တော်တော်လေးကိုထူးဆန်းနေ။ကျွန်တော်တို့စစ်စေးလိုရင်းနဲ့သူ့ပုံစံနေချာနေနေပါတော့ရိတ်သွားတယ်ဆရာ။ ဒါမဲ့သူ့အကြီးပြားပေါ်ကိုခဲလုံးကြီးတွေလိုက်ကြပြုတ်ကြသွားခဲ့ပေမဲ့ပျက်စီးသွားတာမျိုးမတွေ့ရဘူးဆရာ။ဘယ်လိုကြောက်ပါလဲ။ကဲကဲကဲဟုတ်ပြီဟုတ်ပြီ။ဆင်းရဲကိုပို့ပြီးတော့ဆရာဝန်ရဲ့စိတ်ချက်ကိုတစ်ချက်တော့စောင့်ကြည့်ရတာပေါ့။ပြီးတော့မှပါဆက်လုပ်မယ်ဆိုတာစီစဉ်ကြမယ်။ဟုတ်ကဲ့ပါဆရာ။အဲ့လိုနဲ့အရေးပြားအကောင်းကြီးနဲ့မပုတ်သွန်းနိုင်သေးတဲ့လောင်းကောင်ကြီးကိုဘာကြီးကြောင့်ရဲ့စိတ်ခိုင်းချက်တွေကြောင့်ရဲရာရှိတွေကလည်းတိုင်ဟော်ရီစိန်ုံကြီးဘော်ကိုပို့ဆောင်လိုက်ကြပြီတဲ့ ဆရာဝန်ကြီးရဲ့စစ်ချက်တွေကလည်းနေရင်းချင်းမင်းလေးစောင့်စားနေခဲ့ရင်အလောင်းတော်ကြီးစတဲ့တွေ့ရှိခဲ့တဲ့အဖြစ်အပျက်တွေကိုမေးမြန်းခဲ့ပါတယ်။ဒါနဲ့နေပါအောင်များဘယ်ရနေဘလို့အဲ့ဒီအလောင်းကြီးကိုတွေ့ခဲ့ကြရတော့ဒီလိုပါဆရာကျွန်တော်စီကိုရွာသားတွေအကြောင်းကြားကြတာပါရွာလုံးကြုံရေးအတွက်ခြံစီဦးကဖို့မလွတ်တဲ့အပေနေအမိုက်တွေရှင်းနေတော့အမိုက်စတွေမြေမျိုးဖို့အတွက်ရွာတိတ်မှာတဲတူးကြတယ် ကျေးတူရကနေထူးထူးဆန်းဆန်းလူပုံစံအဝေးကြီးတစ်ခုတွေ့တယ်ဆိုပြီးရွာသားတွေရစခန်းကိုအကြောင်းကြားလာတာပါကျွန်တော်တို့သွားစေကြည့်ရောအဝေးမဟုတ်ပဲမပုတ်သေးတဲ့လူအခြေများဖြစ်နေတာကိုသိခဲ့ရတာပါဆရာဆရာဆရာဝန်ကြီးဆရာဆွေးချက်ရပါပြီอืมဘာများတော့မြောင်ဟုတ်ကဲ့ဆရာစစ်စစ်ချက်တဲ့မှာဒီလောင်းကနှစ်ပေါင်း30ကျော်နေပြီလို့သိရပါတယ်ဆရာဟင်နှစ်ပေါင်း30ကျော်နေပြီဟုတ်လားဟုတ်ပါတယ်ဆရာ ီးတော့သူ့ကိုယ်ပေါ်ကအင်းကွက်စေးမင်းကြောင်တွေကလည်းအောင်လန်းအတတ်ပညာတွေနဲ့စီစဉ်ထားတဲ့အင်းကွက်တွေလို့သိခဲ့ရပါတယ်ဇာ။ဟေးအောင်လန်းအတတ်ပညာတွေနဲ့စီရင်ထားတဲ့အင်းကွက်တွေဟုတ်လား။ဟုတ်ပါတယ်ဇာ။အဲ့ဒီအင်းကွက်တွေကထုတ်ပြီးထားပြီးပြီးတော့ဘလို့အရာမျိုးနဲ့မှသူ့ကိုတတ်လို့မရအောင်စီစဉ်ပြီးတော့ထိုးထားပုံရတယ်လို့ဇာတော်ဦးစိတ်တာကမိတ်ပါတယ်ဇာ။อืมဟုတ်ပြီ။ကျုပ်တို့အဲ့ဒီရွာဘက်ကိုတစ်ချက်လောက်သွားပြီးလိလာကြအောင်များ။ ကိုမြင့်မောင်တို့ကိုထေးလွင်တို့လည်းအဖော်လိုက်ခဲ့ပေပေါ့ထူးထူးဆန်းဆန်းဖြစ်ရဖြစ်နေရောလဲကျုပ်ဖြစ်မှတ်တမ်းတင်ထားခြင်းသေးတယ်ဗျာဟာရတာပေါ့ဆရာရဲ့ကျွန်တော်တို့လည်းအဲ့ဒီအကြောင်းကိုသိသိချင်နေကြတာဗျာဆရာသွားစုံစမ်းမယ်ဆိုတော့တိုင်းထက်လို့ပေါ့ဗျာပြမှုမဟုတ်တော့လေထူးဆန်းတဲ့အရေးပြားကြီးနဲ့ပတ်သက်ပြီးတော့စင်ရင်ရွာစီကိုတောင်းရောက်စုံစမ်းရတဲ့စခန်းမကြီးဘာကြီးကြောင်တဲ့သူရဲရွာရှိပြီးအလုံးဥတီထွက်ခွာလာခဲ့ကြပါတယ် စေအင်းအစီကို ရောက်ရှိလာခဲ့တာနဲ့ရရလူကြီးရဲ့အနေအစီကိုဥတီခဲ့ကြရင်ရွာလူကြီးနဲ့ဆုံတွေ့ခဲ့ကြတယ်။အော်ဆရာတို့ကြွားကြပါခင်ဗျာကြွားကြပါ။အင်းစကမ်းမူကြီးတို့ကျွန်တော်စီကိုရောက်လာပုံကြည့်ရရင်ရွာထိပ်ကအလောင်းကောင်းကြီးနဲ့များပတ်သက်နေလိမ့်မယ်ထင်တယ်။ဟုတ်ပါဗျာဒါကြောင့်လေလူကြီးကစေအင်းရွာလူကြီးဖြစ်နေရကိုဗျာ။ဟုတ်ပါရဲ့အဲ့ဒီအကြီးပြားကြီးကဘယ်သူလဲဘေးရလဲဆိုတာသိချင်လို့လူကြီးစီကိုရောက်လာကြတာဗျို့။ ဟုတ်ပါပြီဗျာကဲအကျန်းရည်လေးနဲ့ဒဏ်ရလေးသုံးဆောင်ကြပါဦးစကားလေးပြောကြတာပေါ့ရွာလူကြီးရဲ့နေအိမ်ပေါ်မှာဗာကြီးကြောင်နေဖွဲမှာအကျန်းရည်လေးနဲ့သူဒေသထွက်တဲ့အစားစာရီကိုသုံးဆောင်နေကြရင်လာရောက်ကြတဲ့အကြောင်းရင်းကိုပဲဆက်လက်ပြောဆိုခဲ့ကြတယ်လူကြီးစူးစမ်းပါအောင်ဗျာအဲ့ဒီအကြီးပြားပန်းရှင်ကဘသူတော်ဘလို့ဖြစ်ပြီးနှစ်ပေါင်း30ကျော်နေရတော့သူ့အကြီးပြားဘာဖြစ်လို့မပေါက်နိုင်ရသေးတာလဲအဲ့ဒါတော့ကျွန်တော်လည်းတိတိကျကျမသိဘူးဗျာ နှစ်ပေါင်း30လောက်ကျော်နေပြီဆိုတော့ကျွန်တော်အသက်20လောက်တုန်းကဒီလူတည်သွားတာဖြစ်ပြီအသက်20လောက်ကကျွန်တော်လည်းဒီတော်ကိုမရောက်လာသေးဘူးကျွန်တော်ဒီတော်ကိုပြောင်းလာတာ25နှစ်ကျော်ပဲရှိသေးတယ်ဟမ်ဒါဆိုရင်သိနိုင်တဲ့သူဘယ်သူရှိနိုင်သေးလဲစကမ်းမွေးကိုကြည့်ရတာတော်တော်လေးကိုဒီရေပြားကြီးနဲ့ပတ်သက်ပြီးတော့သိကျင်နေပုံရတယ်နေပါဦးရှောက်ဦးစီရတော့ဘုရားကတော့အသိနိုင်ပဲထင်နေပြန်သူကဒီရွာမှာမွေးကလေးကနေလာတာ အခုပဲတက်တော်90ကျော်နေပြီဆိုတော့ဟုတ်ပြီဗျာသူတိလာမယ်။ကိုင်ကိုင်ဆရာတို့စားတော့ပြီးကြရင်ရွာဦးเจ้าကိုသွားမယ်ဗျာ။ရွာလူကြီးမသိနိုင်တဲ့အကြောင်းအရာပဲဖြစ်တာကြောင့်သိရှိနိုင်လိမ့်မည်ဖြစ်တဲ့စင်းရွာဦးเจ้าဆရာတော်ထံကိုစကမ်းမှုချင်းနဲ့အဖွဲ့ရောရွာလူကြီးတွေမှာဥဆောင်သွားခဲ့ပါရည်။ရွာဦးเจ้าဆရာတော်ဖရာသည်လည်းစွန်းစားပြီးရဲ့ချိန်ပဲဖြစ်ပြီးတရားထိုင်နေပြီဖြစ်တော်လဲအချိန်ကြာဆောင်စားနေခဲ့ရသည်။ အိနာမသားလေးဆရာတော်ကလည်းစကမ်းမူးကြီးနေဖွဲ့ကိုလက်ခံတွေ့ဆုံပြီးရောက်ရှိလာကြတဲ့အကြောင်းရင်းတွေကိုပဲမေးမြန်းလီဟောရယ်။ဒီကဘာကြီးကြောင့်နေဖွဲ့ကလည်းဆရာတော်ထံကိုရောက်ရှိလာခဲ့ရတဲ့အကြောင်းရင်းတွေကိုပဲအသေးစိတ်ရှောက်တင်ခဲ့ပါရယ်။ဘာကြီးကြောင့်နေဖွဲ့ရှောက်တင်မှုများအစုံចောင်းတိုင်းဆရာတော်ဖရမောင်အဝေးစီကိုငေးမော်ကြည့်ရှုလိုက်တော့လဲမြဝန်တစုံနဲ့တပြင်းတစ်ချက်ကိုခပ်ပြင်းပြင်းလေးချလိုက်ပါရယ်။အဲဒီနောက်အင်းဖုန်ကြီးလဲရွာလေးကဖြစ်ပြက်ကိုကြားပြီးသွားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒကာကြီးတို့ဘုံကြီးစီရောက်လာကြလိမ့်မယ်ဆိုတော့လေဘုံကြီးကြိုတွေ့ပြီးသားပါဟုတ်တယ်ကွယ်တကယ်တော့ဘုံကြီးတို့ရွာတီကတစ်ချိန်တော့ကတော့ရွာသိန်းချင်းကြီးပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တုန်းကသိန်းချင်းပေါ့လေအချိန်ကာလတွေပြောင်းလဲလာနေမြသိန်းချင်းလည်းပြောင်းရွှေ့သွားတယ်တကာကြီးတို့ကအရေးပြားပိုင်ရှင်ကြောင့်မေးလာကြပြီဆိုတော့ဘုံကြီးလည်းတိတ်ကအောင်းလေးကိုပြန်ပြောရတော့မှာပေါ့တစ်ချိန်တော့ကဘုံကြီးကလည်းတီခိုင်ပေါ်မှာရှိရဲ့စေယုံကြီးကဆရာဝန်တယောက်ပါ အရေပြားပိုင်ရှင်နာမည်ကဖိုးထောင်လို့ခေါ်တယ်။အသက်20လုငယ်။စူးသွမ်းခြင်းတိုင်းစူးသွမ်းကောင်းနေတဲ့ခေတ်ကာလလေးဖြစ်တယ်။အဲဒီချိန်တော့ကတော့ရွာရီရွာရီမှာလူမိုက်လူရဲကားတွေပေါ်တယ်လို့စုံတို့အောင်လန်းတို့ကလည်းအလွန်ပေါ်ပေါ့။ဖိုးတော်ကတကောင်ကျွတ်သူ့မွေးကတဲ့ကသူ့မိဘတွေကဖုန်ကြီးတို့ရွာတိတင်းကြိုင်းတဲမှာလှပစ်သွားကြတာ။ခေတ်ကာလအချိန်ဒီကလည်းမကောင်းတနေ့တနေ့စားဖို့တောက်ဖို့မနှဲရှာနေကြတဲ့အချိန်ဆိုတော့ ကလေးတယောက်ကိုကောင်းဝေးစားဖို့ဆိုတော့မဖြစ်နိုင်ကြဘူးလေဒီတော့လူလောကတွေကိုရောက်လာကြတဲ့ကသင်ချိုင်းထဲမှာအဆုပြစ်ခံလိုက်ရတဲ့ဖိုးထောင်လေးကိုဝေးစားမဲ့သူမရှိခဲ့ဘူးဘုန်းကြီးတို့ရွာထိပ်မှာနေတဲ့ရတမတင်အေးမောင်ကခေါ်ပြီးတော့အဲ့ဒီကလေးကိုဝေးစားခဲ့တယ်လေအရတမဆိုတော့ကလေးကိုကြောင်းလေးကောင်းကောင်းမထားပေးနိုင်ခဲ့ဘူးဒီစားလေးရွာလေးကကလေးတွေကရွှဲတူချင်းချင်းဖြစ်တဲ့ဖိုးထောင်လေးကိုအနိုင်ကျင့်ကြတယ်ကြောင်းထားပေးပေမဲ့လေရေးတက်ဖတ်တဲ့အချိန်လောက်ကြတော့ ကျမကြီးကဘိုးတော်လေးကိုကြောင်းထုတ်ပြီးသူနဲ့တူတူလက်စင်းကလှုပ်ခိုင်းတယ်။ဘိုးတော်ကတရွာလုံးရဲ့ခိုင်းဖက်ဖြစ်နေပုံ။ရွာထိပ်မှာတက်တိုက်တဲ့လူငယ်တွေရိုက်လွှတ်လိုက်လို့လေ။ဘသူကလဲ။ရှင်နှမင်းနဲ့ပစ္စည်းတွေဝင်ခိုးပါတယ်ဆိုပြီးတော့ရိုက်လွှတ်လိုက်တာ။ခေါင်းခွဲသွားတယ်တဲ့။ရှင်ထပ်ပေးပြီးရေထမ်းဖို့ပတ်စံတောင်းရမလားဆိုပြီးရိုက်လွှတ်လိုက်လို့ဘသူလဲဖိုးထောင်းဒီတော့ဘိုးတော်ကမှတန်ရာရီဆိုတာအနာကျက်သွားတယ်ဆိုတာမရှိခဲ့ဘူး။ ဒီလိုနိုင်ခြင်းခံနေရတော့မွေးစားပေဖြစ်တဲ့တင်းအမောင်ကလည်းကျောင်းတော်ဆိတ်ဆိုးပြီးသူ့သားကိုခေါင်းတပတ်ရွာကနဘဲကြီးစုံအောင်လန်းဆီယာမရရှိသွားပြီးတော့တုတ်ပြီးဂျာပြီးဆိုရဲအောင်လန်းဆီဝီကိုဘိုးတော်ရဲ့ခန္ဓာကိုယ်နေရအလို့မရှိအောင်ထိုးပေးခဲ့တယ်။တကယ်လို့မှဂျူးဘာသာစကားတွေနဲ့အောင်လန်းဆီမိကြောင်လည်းအပြည့်နဲ့ပေါ့။အဲ့ဒီအောင်လန်းဆီတွေထိုးပြီးရတော့ဘိုးတော်ကိုရွာရဲရလူတွေရိုက်သမျှဘိုးတော်တယောက်ဘာတရားမှမရတော့ဘူး။ အနိုင်ကျင့်ခံရပေါင်းများလာတဲ့ဖိုးတော်ကလေးကြတော့တီးမခံတော့ပဲပြန်ခုခံလာတယ်။တင်ရလုံးနဲ့တင်ရောက်လုံးဝဂရုမစိုက်တော့သူ့အထုံးနဲ့ရိုက်လဲမကွဲဓာတ်နဲ့ထိုးလေသွေးထွက်တန်ယူဖြစ်ဖို့နေနေသာသာသူ့အရေများအောင်လုံးဝမထိခိုက်ဘူး။ဆေးရတကယ်ကိုအောင်လန်းစေးစစ်အစုံးပညာစေးပဲဖြစ်နေတော့ဖိုးတော်ဘုမိုက်ကောင်းတိုင်းမိုက်နေခဲ့ပြီပေါ့လေ။ဝိဇာဘီရတမာကြီးနဲ့တူတူနေပြီးကြည်ပင်းလာခဲ့ရတဲ့ဖိုးတော်အောင် ယူမိုက်ဘဝကိုရောက်ပြီးဖျားမသိတရားမသိနဲ့မိုက်ထင်နိုင်မှရင်ဖျားထဘာနာရိဖလူစိုးရိကြမှာခေါင်းဆောင်ဖြစ်ပြီးသူ့အနိုင်ကျင့်ခဲ့တဲ့ဒီရောပြန်ပြီးလက်စားချီခဲ့တယ်။တားမျိုးသမီးပြူတွေကိုလည်းဖျက်ဆီးတဲ့စိတ်ထိရောက်လာခဲ့တယ်။ဒီလိုနဲ့မိုက်တက်ရင်လာတဲ့ဘိုးတောင်လေးအသက်ကြီးအထင်းလေးကြားနဲ့နေလာခဲ့တာတနေ့ဘိုးထောင်တရားပိုင်းအောင်နဲ့အဲ့လိုအောင့်နေအောင့်နေဆိုပြီးတော့ဖြစ်ပါလေရောဒီနေ့ဘက်မှာဖိုးတောင်ကိုအန်တူရဲတဲ့လူမိုက်ဆိုတာမရှိဘူး နေမီထိန်းချုပ်ကြတဲ့အာနာပိုင်တွေကလည်းဖူးတော်ကိုကြောက်ကြတယ်။သူ့ဓာတ်နဲ့ထိုးလဲမပေါက်တနက်နဲ့ပြည့်လဲမသေးဆိုတော့အာနာပိုင်တွေကစဖူးတော်ကိုလှန့်နေကြတယ်လေ။ဒီနေ့ဖူးတော်တရားအသေးအံပိုင်းအောင်လို့ဆိုပြီးခရိုင်စင်းအောင်ပေါ်ကိုသူ့တပည့်တွေကစိုးရိမ်တကြီးနဲ့လှပုတ်ခဲ့ကြတယ်။ဆောင်းဝင်တွေကလည်းဖူးတော်ရဲ့အကြောင်းကိုသိထားကြပါတယ်။ဒါမဲ့အရေးကြုံလာတော့လူစိုးလူမိုက်လူကောင်းရဲ့လူခွဲကြမနေရောပဲဘိုးတော်ကိုစေကုပေးဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ် ဘိုးတော်ပိုင်းအောင်တာကရွရွပိုင်းအောင်တာမျိုးမဟုတ်ဘူး။ဥမာကြီးတက်ပေါက်တာ။စင်းယုံကိုအချိန်မီရောက်လာပြီမဲ့ခွဲစိတ်ဖို့အတွက်ဖိုးထောင်ရဲ့ရေပြောင်းကိုခွဲစိတ်တာမပေါက်ခဲ့ဘူး။ဥတက်ပေါက်တယ်ဆိုတော့တခါကြီးကိုလည်းသိရတမ်းပဲလေ။အချိန်မီခွဲစိတ်နိုင်မှ အသက်ဘေးကောင်းနေလွတ်မြောက်နိုင်မှာမလား။ဒါမဲ့ဓာပီးတူပီးတနက်ပီးပြီးတော့သူ့ရေပြောင်းကိုဘယ်လက်နဲ့နဲ့မှမတိုးနိုင်တဲ့ဖိုးထောင်တယောက်ဥတက်ပေါက်ယောဂနယ်ပဲစိတ်ဥမှာတည်သွားခဲ့တယ်လေ။ ူသေးသွားတော့ခရဲတစ်ခုလုံးညီသက်သွားခဲ့ပါရဲ့ဖိုးတောင်ရဲ့ဖြစ်ကတကယ့်ကိုငိုအားတက်အည်အားထက်သန်ခဲ့ရတယ်ဒါပြီးဒုတ်ပြီးအခြေပြားကိုဘယ်ယောင်နဲ့မှမထိုးဖောက်နိုင်တဲ့ဖိုးထောင်တယောက်ဥတက်ပေါပြီးတော့ခွဲစိတ်ဒါမတူလို့အသက်ဆုံးရှုံးခဲ့ရတယ်သူ့အလောင်းကိုသူ့ကိုကောင်းရခဲ့တဲ့ရွာထိပ်ကသင်ချိုင်းထဲမှာပဲမြုပ်ထားခဲ့တာအခုဆိုရင်နှစ်ပေါင်း30ကျော်ရှိပြီပေါ့ဒါပေမဲ့တိတ်ကိုစွမ်းနေအွန်လိုင်းစီးရီဟာ ဘိုးထောင်ရဲ့အရှိမျောင်းကို အခုချိန်အထိဘယ်ဟေရာမှမတိုးနိုင်အောင်ကာကွယ်ပေးနေတော့မှာပဲလေပိတ်တယ်များခမအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူထီကလေးရေးသားထားတဲ့ဘာကြီးကြောင့်နဲ့မပုံနိုင်သေးတော့အလောက်ကောင်ဆိုရင်ဇာတ်လမ်းလေးပဲဖြစ်ပါရင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်အချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရင်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခမညာ